ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆက်ဆက်တိမခံဘာလို့ဖြစ်နေတာလဲဖက်စစ်တပ်ဟာရွေးကောက်ပွဲရဲ့နောက်ကွယ်မှာလောင်ကြီးကြီးကြီးမားမားရှိလားဖက်စစ်တပ်ဟာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုံလုံကလေးမှဆက်ဆက်တိမခံဖြစ်နေတာကိုကြည်ချင်းအားဖြင့်ရွေးကောက်ပွဲပြည့်စည်မှာရွေးကောက်ပွဲမလုံနိုင်ပါဘူးအကြောင်းကြီးကြောင့်နေတဲ့အနေထားကို ီကနေ့အားလုံးသိပြီးသားအတိုင်းပဲ Director Mighty ဟာသပြုဆောင်အွန်တိုင်းပြုဆောင်ကြော်ဝင်းထုတ်တို့ကိုဖမ်းဆီးလိုက်တယ်လို့ဒီကနေ့ညနေပိုင်းကသိရမနေ့ကညအစဖမ်းတာအဲ့တော့သူတို့ကိုဘာလို့ဖမ်းလဲဖမ်းလိုက်ပြီဒါသတင်းအားလုံးသိပြီးသားဒီလိုဖမ်းပြီးမချခင်မှာပဲဖစစ်တရဲ့ပြောရေးဆိုခွင့်ရှိသူအစိုးရအဖွဲ့မှဆိုနိုင်ငံတော်အင်အားစင်အရာဆိုရင် ထိတ်တန့်ဆက်ရောက်မှာပါတယ်ဇော်မင်းထွန်းကိုရင်ကဇော်မင်းလုံးပေါ့ဗျာခေတ္တမိုင်းကိုဒုံဆိုင်တဲ့သူများရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းကိုရိုက်ကူးပေးတဲ့သူတွေကိုကျေးဇူးတင်ကြောင်းဆိုပြီးထွက်ပြန်တယ်ချိန်ဒီနုပညာရှင်ကိုချိန်ချောက်တဲ့သူတွေဝေဖန်နေတဲ့သူတွေကိုထိရောက်ပြင်းထန်စွာအရေးယူပါမယ်လို့ပြောပြီး mighty online တေးဥဆောင်ကြော်ဝင်းထုတ်ဖို့ဖန်လိုက် ဒီညက်နေနောက်တစ်ယောက်ထပ်ဖန်လာတယ်၄ယောက်ရှိတယ်။ဘာစစ်တဲ့ကရွေးကောက်ဝင်တဲ့ပတ်သက်ပြီးဆက်ဆက်ထိမကန်ဖြစ်နေရဘူး။ဂျိမ်းပြီတီးရပြီဗျ။နေတို့တို့နဲ့ပတ်သက်ပြီးတော့လေဒီလူလူတစ်ယောက်လုံးကတပိတ်ပေါက်ဖို့နှိုးဆော်ထားကြတယ်။အဲ့တော့ဒီဇလန်တို့မှာဆိုရင်နေတို့မိမြနေဝင်အေဂျင့်မောင်ချူးလေးမိမိမူအောင်ခိုင်ငါပြောကြအောင်တို့နိုင်ရင်တွက်လက်စူပါလင်းမင်းညိုဥက္ကာပြန်ချီရဲရင်ရောပြော အောင်စင်ဖြူသူတို့တွေကိုတိုင်းပြီးလုံးဝတပိမောက်နေလုံးဝမကြည့်ဘူးသူတို့ကြော်ညာလေးပစ္စည်းတွေမဝယ်ဘူးဆိုပြီးတော့ပြောတယ်လို့တော်လိုင်းမျိုးပြပျောက်ကြားတပ်ဖွဲ့များကလည်းပြင်းပြင်းထန်ထန်အရေးယူတယ်တော်လိုင်းတပ်ဖွဲ့၅ခုကကြေညာချက်ထုတ်ပြီးရာဇတ်တံပေးတာလေအဲ့တော့ ီလိုရွေးကောက်ပွဲတွေပတ်သက်ပြီးဘာကြောင့်ဆက်ဆက်တိမခံလဲဆိုတဲ့အခြေအနေတွေကတော့ကျွန်တော်တို့သေချာစဉ်းစားရအောင်သူတို့အရန်ချောက်နေတယုံနဲ့အပေးယူကြီးကြီးမားမားရှိနေတယ်လို့ကျွန်တော်တို့မှန်းဆကြဒီရေကောက်ပွဲမဖြစ်ရင်တရုတ်ကစစ်တပ်ကိုပြင်းထန်တဲ့ပြစ်ဒဏ်ခံနိုင်တဲ့အလားအလာရှိတယ်။မဖြစ်ဖြစ်အောင်လို့ငါတို့ရေကောက်ပွဲကာလာထီပန့်ပိုးမယ်။ဒီရေကောက်ပွဲကိုမင်းဖြစ်အောင်မလုပ်နိုင်ရင်တော့ မင်းတိုင်းနဲ့မင်းကံပဲဆိုတာမျိုးဖြစ်နေဆိုတော့မြို့သားညီညွတ်ရေးအစိုးရနဲ့တိုင်းတပ်ဖွဲ့တွေကဒီရွေးကောက်ပွဲကိုဖြစ်နိုင်တဲ့အင်အားတစုံတရာရှိနေတယ်ဆိုတာလေဖက်ရှစ်တပ်နဲ့တေဦးကသိဒါကြောင့်မို့လို့ရွေးကောက်ပွဲဒီကာလမှာလေမြင်းနဲ့ဘုံကျဲတာပြီးနေမီထိုးစစ်ဆင်တာတွေဆက်လုံးလာတာဖြစ်တယ်ဒါပေမဲ့လည်း ဖက်စစ်တပ်ရဲ့လုံဆောင်နိုင်မှုတွေနဲ့ပတ်သက်ပြီးဒီထက်ပိုပြီးလုံနိုင်စရာတိတ်မချင်တော့ဘူးတွေ့ရတယ်။ဒါအရှိတရားပါ။ဟုတ်တယ်ကျွန်တော်တို့မနိကထိ TNL နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မိုးကုတ်မိုးမိတ်ကိုပြန်မိမယ်လို့ပြောတယ်။ဒါပေမဲ့မိုးကုတ် view ဟာမိုးကုတ်ပကဖ MBY PDF Indian Blood Diet ကအဆရှိတဲ့တော်လိုင်းတက်တွေကမိုးကုတ်မျိုးကိုကာကွယ်မယ်လို့ထုတ်ပြန်။ဝဲကတော့တော်တော်လှလာ။ဟုတ်ပြီဒီနေရာမှာ my team နဲ့ ၃ယောက်ကိုဖမ်းတယ်။နော်အဲ့ Brighter Mighty ကျော်ဝင်းထွတ်သူတို့ကဘာတွေရေးလို့လဲဘာတွေဘာများဟိုဝီပန်လို့လဲဆိုတော့ကျွန်တော်လေ့လာကြည့်အောင်တယောက်ဆောင်အွန်လိုင်းကောဘာပြောလဲဆိုတော့ Brighter Mighty တတော်စငါရွေးကောက်ပွဲမှာပြောင်းလဲခြင်းတံပြီးဆိုတဲ့စကားကိုရိုက်ခဲ့တယ်တော်တော်တာသွားခဲ့တဲ့စကား အကြက်ဘက်စစ်တဲ့အညိုတေးခံရတဲ့ဒရိုက်တာမိုက်တီးကို2021မှာငိုင်းအားကာဒီနဲ့ဖမ်းနဲ့ထောင်ချလိုက်တယ်2020နှစ်မှာလုံငင်းနဲ့ပြန်လွတ်လာတယ်အဲ့တော့ဒရိုက်တာမိုက်တီးဘာရေးတာလဲဘာလုပ်လဲလို့ကြည့်ကြည့်ရောရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒရိုက်တာမိုက်တီးရဲ့အကောင့်ကတန်ထွန်းစော်အဖြူအမဲအမှန်အမားဓမ္မနဲ့အာရမကိုစင်ကျင်နိုင်တာပညာဒီပို့တခုပဲတွေ့တယ်ရွေးကောက်ပွဲဆိုတဲ့စကားလုံးတစ်လုံးမှမပါဘူး ဘာလို့စစ်တပ်ကအကဲဆက်ပြီးကြောက်လန့်တကြားဖမ်းတာလဲနောက်တစ်ခုကြော်ဝင်ထုတ်ကြော်ဝင်ထုတ်ပါရေးထားလဲလို့လေ့လာကြည့်တော့သရောင်းသားတွေရဝင်းတူဝင်မဲ့စိတ်တက်မြင့်မြတ်သူတွေအများကြီးရှိတယ်ပတ်ချုံကြီးဆဲဆူနေတာကတော့အဆင်မပြေဘူးအရာရာအဆင်ပြေနေတာမဟုတ်ပေမဲ့လက်ပြတန့်တယ်အမောင်လည်းမတော်ချင်ဘူးကခဲတာတွေကိုဂူရီတောက်ခံ ငါหนีခဲ့တယ်ငါစားခဲ့တယ်ငါဝိတ်ခဲ့တယ်ငါနောက်တစ်ချိန်မှပြန်ဖြစ်နိုင်ပါမယ်ဒီစိတ်နဲ့ရှင်သန်နေရယ်ပြုံးနေပြုံးနေနောက်နေတယ်ဆိုပေမဲ့ကိုချင်းစာစိတ်နဲ့နှစ်သိမ့်အားပေးနေတယ်ဆိုတာကျွန်တော်ရဲ့လက်ရှိတချို့နေရည်ဒီမှာငိုနေတယ်ဆိုတာဘယ်သူမှမသိတယ်လို့ဘသူကမှပြောပြနေတာအကြောင်းမရှိဘူးကိုလိုပဲဘသူမှမသိအောင်ငိုနေတဲ့လူတွေရှိပါလားလို့တွေးပြီးကိုချင်းစာကြရင်အရာရာအဆင်ပြေမယ်နေရောက်လာမှာ ်ပြုံးနေတိုင်းပျော်နေတိုင်းဆဲနေတဲ့ဟောင်နေတဲ့တိုက်သိစီမူပါလို့ရေးထားတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတစ်ခုမှမပါဘူးလိပ်ပြတန်းနာရဲ့ကိုချင်းစာတရားရဲ့အဓိကပြောရတာကလေးရတယ်နောက်ဘာလို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ခေါင်းစဉ်တက်ပြီးတော့အကြောက်တရားရိုက်သွင်းခြင်းနေတာလေအုံလိုက်အောင်လိုက်ပါရေးရလို့ထပ်နေလာလိုက်တဲ့ခါတော့ငါ့ကိုပြောပြောနေတဲ့လူတွေအခုမြင်ပြီလားမမြင်ရသေးရင်တွားရှာကြည့်နော် ဘသူကဘာဆိုတာသိလိမ့်မယ်မသိကြအောင်စွန်ပြလိမ့်မယ်ပြောနေတဲ့လူကြီးပုံနေလိမ့်မယ်ဒါသဘာဝဘူးလူကဘွေးဆိုတဲ့စကလုံးတလုံးမှမပါဘူးသူတို့ရေးတဲ့တင်ဟာဟာပေးတာလားလက်ရက်လက်ဆိုလဲလက်မီစကန်ရီတလာအဘဲဘုံမီတော့ပေးမိလို့ဖမ်းတာလားမသေးကိုရင်ချုပ်ရရင်တော့ ဖက်စစ်တပ်ဟာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအထိမခံရွှေခံဖြစ်နေတယ်ဆိုတာဒီရွေးကောက်ပွဲတခုခုကြောင့်ပျက်စီးသွားမှာအရန်စိုးရိမ်နေတယ်ဒါသူရဲ့အားနည်းချက်ဖြစ်တာအဲ့တော့ကျွန်တော်တို့တော်လိုက်ရစ်တက်ပြီးကဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရှိုက်ချိုးနိုင်စစ်တပ်နောက်ကွယ်မှာအလုပ်ထားတဲ့အပေးယူရင်းနဲ့ပတ်သက်ပြီးကြီးမားတဲ့အပြောင်းအလဲတခုဖြစ်လာနိုင်တယ်လို့ကျွန်တော်မြင်စရာရှိတယ် ဲ့တော့ဒီနေ့ဒီအချိန်မှာနေ့စဉ်ရုပ်မာရက်ဆက်တက်ဖြတ်နေတာလေးနဲ့ပုံချင်နေတာဘာသာရေးအဆောက်အုံတွေစာတင်ကျောင်းတွေနဲ့ပတ်သက်ပြီးတော့ပုံချချတယ်အရသားတွေကိုနေ့စဉ်ဖန်ဆီးပေါ်တာဆွဲဒါတွေအားလုံးကြည့်ပြီးသားနိုင်ငံတကာကလည်းအကန့်အကွက်ရှုတ်ချမှုလုပ်ပြီးသားအဲ့တော့စစ်ကောင်စီရဲ့ဒီဝါရဖြန့်ချီရေးနဲ့တကွာစစ်ကောင်စီလုံနေတဲ့ ဒီဇိုင်းပုံစံအယူဆအတွေးခေါ်လက်ရှိကျင့်သုံးနေတဲ့ပုံစံလေးတွေလေ့လာကြည့်ကြရအောင်ဆိုတော့စကားစာပဲပြောပြောစကားမပဲပြောပြောဘလို့ပြောပြောငင်ဝိပိပြာကြီးဆိုရဲကောင်းစဉ်အောက်မှာပဲဖက်စစ်တက်ဟာလုံကြုံရေးတာအဓိကရန်သူဟာပြည်သူဆိုတဲ့အယူဆနဲ့ဆက်ပြီးသွားနေ အာနာသိမ့်ပြီးတဲ့နောက်မှာဆန္ဒပြတဲ့သူအဲ့ကနေသိရရလက်နဲ့ဆွဲကင်တော်လန်ရတဲ့ခီးငါးနှစ်နေပါလုံးမှာပြင်းပြင်းထန်ထန်ရရဆက်ဆက်ရုံရုံမှာမှာအောက်တန်းကျသွားချိန်မုန်းပြတယ်အရှိတရားမာယူအင်္ဂလိပ်ပြီးသိမ့်ပြီးတဲ့နောက်မှာတော်လန်ရတဲ့ညီမတွေကိုအင်္ဂလိပ်ပြီးရရဆက်နေနေတဲ့နီလန်းကိုလည်း update လုပ်ပြီးသုံးတယ်။တွိုင်းအစမှာစစ်တပ်ဟာအင်္ဂလိပ်တို့ရဲ့နီလန်းအမေရိကန်ရဲ့တံပြန်တောင်းရန်သူစက်ကျင်ရေးစစ်စင်ရေးနီလန်းမလေးရှားမှာတုံးခဲ့တဲ့ဖြက်လေးပြက်နီလန်းဖိလစ်ပိုင်မှာ CIA ရေးဆွဲပေးခဲ့တဲ့ရီမိုမက်ဆီစီနီလန်းဒီနီလန်းတွေကိုပေါင်းဆက်ပြီးရက်ဆက်နီအစုံပြင်းပြင်းထန်ထန်တုံးဆွဲခဲ့တယ် ခေကာလအချိန်ကိုကြည့်လိုက်တော့လေပြည်သူတရလုံးပါဝင်တဲ့ပြည်သူတရလုံးလက္ခဏာဆောင်တဲ့ပြည်သူတော်လှန်ရေးဒီတော်လှန်ရေးမျိုးဟာမြန်မာတမိုင်းမှာတခါမှမရှိဘူးဒီလောက်အောင်မြင်တဲ့တော်လှန်ရေးတခါမှမရှိဘူးတချို့စစ်တာဖစစ်တာပြည်သူကိုကြောက်ရွံ့စိတ်ကြီးစိုးနေအောင်အကြောက်တရားပေါ့ဝင်ကြင်ကြီးတစ်ခုကိုနီလန်းပေါင်းစုံကျင့်သုံးဖန်တီးထားတယ် ခုနမိုက်တီးတို့ကိုဖမ်းပြတာအကြောက်တရားပဝင်းချင်းတခုရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဘာမှမပြောနဲ့ဆိုပြီးကြောက်နေအောင်လုပ်ရှင်တဲ့သဘောတရားဆိုတာမျိုးကိုကျွန်တော်တွေ့ရတယ်။အဲ့တော့အခုရွေးကောက်ပွဲနဲ့အလှည့်ပြောင်းလုပ်ဖို့ဂျိုးပန်းချိန်မှာဘလို့နီးလမ်းနေတုံးနေလဲဆိုတော့ American Iraq Afghanistan တို့ပါရှင်းသုံးခဲ့တဲ့တိောက်တဲ့တံပြန်အကြံပေါ်နေနေရင်းနီးလမ်းစတော့လား တိရုတ်တဲ့တံပြန်အချမ်းဖတ်မှုနှိမ်နင်းရေးနီလန်တံပြန်အချမ်းဖတ်မှုနှိမ်နင်းရေးနီလန်ကွာခြားချက်တွေရှိနေဒါတွေနဲ့ပတ်သက်ပြီးတော့ညံမီအောင်ပြောပြနိုင်တဲ့စီရေးကျွမ်းကျင်သူတွေအများပြားတော့ရှိပါလိမ့်မယ်အဲဒီဒေါက်တာဒေါမီမီဝင်းဘတ်တို့ဘာလို့ပညာရှင်တွေကပြောရင်တော့ပို့ပြီးတော့ပြည့်စုံနေမယ်တဲ့ ကျွန်တော်တို့သိမိသလောက်နားလေသလောက်တင်ပြရရည်တော့တဘောတဘာဝရဲ့အချုပ်ကတော့မုတ်နဲ့တုတ်ပါပဲတုတ်ယူမလားမုတ်ယူလားဒီလိုပဲနားလေလို့ရတယ်ဒီသူကိုချုံမြူတိမ်သွင်းစီယုံရေးကိုဥတီတဲ့နီးလန်းနေကိုရွေးကောက်ပွဲအလက်ပြောင်းလုပ်ဖို့စူးစမ်းချိန်မှာစတော့လာတယ်နှလုံးသားနဲ့စိတ်ကိုတိမ်ပိုက်စုံမိုးချီလို့လေခေါ်လို့ရတယ်ဝါရဖြတ်ပြီးဘောင်းဆောင်နေ ီသူကြားထဲမှာမုတ်ဝီတယ်လို့တဖက်ကမိုက်ဒီတို့လူမျိုးတွေကိုဖမ်းပြပြီးရေကောက်ပွဲကိုဝေဖန်တာနဲ့ချက်ချင်းဖမ်းမယ်ဆိုတဲ့တုတ်ဝီတဲ့နီလန်းကိုလည်းတုံးလာတော့တွေ့ရတယ်။အဲ့တော့ရေကောက်ပွဲနီလာတာနဲ့အမျှဖက်စစ်တဲ့လက်ကင်ဒုတ်တွေဟာအချိန်နေပြီးပြီးတယ်လို့ရင်ကြည့်ကြည့်နဲ့လိမ်မာယူချိုးနှိမ်ချယူချိုးပြနေတာတွေကိုလည်းတွေ့ရတယ်။နောင်ချိုးမှာတံပေါက်ဝေတာကဆော့ ေဟိုဝါမကျင်အမရင်းစော်ကားဆက်ဆန်မရင်းကျင်ခဲ့တဲ့ဒီပတ်စစ်တာရုတ်တရက်အလက်အပြောင်းတွေလှုပ်လိုက်တဲ့အခါပြည်သူလူဟာတွေ့ဝေးသွားတယ်တဖက်မှာဒီနေ့ဆိုရင်တောင်ကြီးမိဘုံပြန်ပွဲဆိုတာမျိုးတွေနဲ့အပျော်ပါဘာသာရေးပွဲလမ်းတပင်းတွေနဲ့စီစီကကတိုက်တိုက်မြင့်မြတ်လှုပ်ခွင့်ပြုလာတယ် normal life ပုံမှန်ဖြစ်နေ စစ်တပ်ရဲ့လုံလီတုံးကနေကိုကျွန်တော်သုံးသပ်ကြည့်တာဖြစ်ပါတယ်။တစ်ဖက်မှာတော်နိုင်ရေးဘက်ကိုကြည့်အောင်။စီကံရော်ရဲလာတယ်။ပြည်သူလူထုနဲ့ဆက်ဆံရေးမှာကြက်မှထိန်ချောင်းနေရော်ရဲလာတယ်။စီဝါရေးနဲ့စာဝင့်နေအထူးကြီးကြက်တဲမှုတွေပြည်သူလူထုအတွင်းမှာဖြစ်ပေါ်နေတယ်။အဲ့ဒီအခြေအနေတွေကိုအခွင့်ကောင်းယူပြီးပြည်သူလူထုကို တွေ့ဝေစေဖို့စနစ်တကျအစီအစဉ်ရှိရှိကို မုံနဲ့ဒုတ်ပြူဟာကိုကျင်သုံးနေတယ်လို့ပဲကျွန်တော်တို့သုံးသပ်တွေ့ရှိရပါတယ်။ရွေးကောက်ပွဲကာလမှာယဉ်ကျေးလိမ်မှာကိစ္စတွေစံတန်လောက်ကိုင်းနေပါတယ်။ဒါပေမဲ့ကြောင်ကြကြရေမငုတ်ပါဘူးဗျာ။ဖက်စစ်အာဏာရှင်စစ်တပ်ရဲ့တတိကိုကပြည်သူကိုရန်သူလိုဆက်ဆံမှုလေ့ကျင့်တာတိစောက်ထားတာပြည်သူတက်သူကတဆင့်မြင့်နေတာ ပြည်သူဟာသူ့ရဲ့ခိုင်းပတ်အစီကံကျွန့်တပွဲသဘောထားလာပြည်သူတို့ငြိမ်ဝှေ့ပြပြပြန်လှန်မပြောရဲငါတို့ပေးတာယူကြွေးတာစာခိုင်းတာလို့ဆိုရဲပရိသတ်ညင်နေပစစ်တဟာကြောင်ကြာကြာရင်မို့ပါခွေးမီးကောင်ကြည်တော့စွတ်ပါပဲခွေးယူကောင်စားတမုန်းတယ်ပါပဲတိတ်မချခင်ရက်စက်မှုတွေဖိနှိပ်မှုတွေကပြန်လုပ်လာပါတယ်အဲ့တော့ ဒါရီကိုကာဝင်နိုင်မှုတံပြန်နိုင်မှုနိလန်မျိုးစုရှိပါရှင်သုံးဖို့ပဲလိုပါတယ်တော်လိုင်းတပ်ဖွဲ့တွေနဲ့တော်လိုင်းသမားတွေနိုင်ငံရေးသမားတွေဟာဒီသူကိုကာဝယ်လိုစိတ်အပြစ်အဝါနဲ့ဒီသူဂျာထဲမှာရင်းနဲ့ငါတသားတဲ့နေရပါမယ်အွန်လိုင်းပေါ်မှာဆယ်လီဒီ၁၇ဒီရဲ့အလူခံကိစ္စတွေရန်ဖြစ်တာတွေကိုလုံးဝရက်ဆိုင်ရပါမယ် တော်လည်းဦးဆောင်ဘွဲ့အစိုးရတမှုတမင်းဘိုးစဲဒီနာမည်ကြီးအစရှိတာတွေကပြည်သူစီယုံ၏မဟာဗျူဟာကိုစုဖွဲ့ကျင့်သုံးမှုတွေစတင်ရအဲ့တော့အချိန်နည်းနည်းအရက်ရက်တွေကြောင်းလို့ဗျာအုတ်ချုပ်ထောက်ပံ့မပြည့်စုံတာတွေအုတ်ချုပ်ရန်ရလဲပတ်မှုမှာအသိပညာမချွဲဝသေးတာတွေကြောင်းပြည်သူလူထုနားလည်မှုလွဲစီနိုင်တဲ့ကိစ္စလေးတွေဘူးတော့ ရှိကောင်းရှိနိုင်တယ်ဒါကိုအမြန်ချက်ချင်းမဆိုင်ဖြစ်ရှင်းပြရမယ်ကျွန်တော်တို့ထက်နေလာကြည့်ရင်လက်ရှိမှာတော်လန်ကြီးဟာ90 30အချိုးဆိုတဲ့မော်စီတုံးရဲ့တော်လန်ကြီးအချိုးရကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟာ80ရာခိုင်နှုန်းလောက်ဒီတော်လန်ကြီးအခြေအနေကိုကောင်းကောင်းထိန်းထားနိုင်နေတာဘုံတော့သိရမယ်အဲ့တော့ထပ်ပြီးတော့နောက်ပိုင်းမှာအချမ်းဘတ်နေနေ view တွေတံပြန်အချမ်းဘတ်နေနေ view တွေကို တုံးလာလိမ့်မယ်တော်လိုင်းတက်ဖွဲ့ကာဝေးတက်ဖွဲ့ရဲဘော်တပ်သားဘုံမှုဘုံမင်းတမင်းမအစအစစ်စစ်တာဝန်ယူသားတဲ့သူတွေနဲ့ဒီလူတွေနဲ့ဆက်ဆံရေးပုံမခိုင်မာကောင်းမှုနဲ့လူဆက်ဆံရေးနီးလူဟာမဟာပြူဟာတွေကိုစနစ်တကျချမှတ်ဆောင်ရွက်ရမယ်ကာလာတော့ဖြစ်လာမှာအဲ့တော့စေုပ်စုဟာတိုင်းနာများရဲ့ဘော်မှာလဲတောင်းကျမ်းသူတပုံလို့ စွတ်စွဲတုံးဆွဲပြီးဒီနေ့အချိန်ထိဖိလစ်ပိုင်မှာကွန်မြူနီနိုင်ငံကြီး CIA ရေးဆွဲပေးခဲ့တဲ့ Remo Racism ရဲ့ထောက်နိုင်ရေးတည်င်းရဲ့အခြေခံစစ်ဆင်ရေးနီလန်းမလေးကွန်မြူနီနိုင်ငံကြီးမှာ British Mission များကရေးဆွဲပေးခဲ့တဲ့ဖြန့်လေးဖြန့်နီလန်း American ကတောင်ပီယန်ကွန်မြူနီနိုင်ငံကြီးအတွက်ရေးဆွဲပေးခဲ့တဲ့တံပြန်တောင်းရန်ကိုနိုင်ငံရေးနီလန်းများကိုပေါင်းဆက်ချင့်တုံးနေတယ်အချုပ်ကတော့တတ်မတော်တာအမိတတ်မတော်တာအဖတ် policy ပါ။တော်လည်းဘက်ကပြည်သူကအမိပြည်သူကအဖ policy ဖြစ်ရအောင်။နောက်လာတဲ့မောင်ပလဲတိုင်းဝင်တမကဲကြောင်ပြပြီးပြည်သူနဲ့တော်လည်းရေနေငါတသားလေးဖြစ်ဖို့လိုအပ်တဲ့အချိန်။ရေကောက်ဝဲကိုဆက်ဆက်တိမခံဖြစ်နေတဲ့ဖက်စစ်တဲ့ဟာရေကောက်ပွဲနဲ့ပတ်သက်ပြီးကြီးမားတဲ့အပေးအယူတယုံနဲ့လှုပ်ထားတာ ရှိနေတယ်လို့ကျွန်တော်တင်းကြီးကြကြသုံးသပ်တယ်။ဒီရွေးကောက်ပွဲတစုံတရာပျက်စီးယိုယွင်းမလုံနိုင်ခဲ့ရင်စစ်တပ်ဟာတရုတ်ရဲ့ပြစ်ဒဏ်ခံမှုခံရနိုင်တဲ့အနေအထားတွေရှိတယ်။ဒီတော့ကျွန်တော်တို့ပြစ်မှတ်ဟာဖက်စစ်တပ်ပြစ်ကွင်းဟာရွေးကောက်ပွဲပြစ်မှတ်တဲ့ပြစ်ကွင်းတွေကိုတည်တည်ချာချာကြည့်ကိုယ့်ရဲ့ခံစစ်မဟာဗျူဟာနဲ့မဟာတဒိုင်းကြီးကတော့ပြည်သူလူလူ ်ဘယ်ပခုံးမှာအမိဒီသူအမိညာပခုံးမှာဒီသူအမိတင်ပြီးဒီသူရဲ့ထောက်ခံဝင်ရင်မှုနဲ့ဒီသူမြတ်တာတရားသစ္စာတရားနဲ့အတူစစ်တရဲ့ထောက်ပေါက်တစ်ခုကြီးမားတဲ့အပေးယူတစ်ခုချက်တဲ့ဒွေကောက်ဝဲဦးအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ကျွန်တော်တော်လိုင်းကြီးတက်တော်ကြီးကရှိုက်ချိုးနိုင် တော်လိုင်းကြီးက၈စိန်တာခိုင်လုံးတော့ဝင်ပြီးသွားပြီတရုတ်ရဲ့စိတ်ကူးအတွင်းနဲ့ policy ပါပြောင်းသွားလိုက်တစ်ချက်ကုတ်နှစ်ချက်ပြတ်သုံးချက်ပြတ်နိုင်တာကဖက်စစ်တပ်ကိုတရုတ်ကအမျက်တော်ရှာပြီးပြစ်ဒဏ်ခိုက်ရင်ဝင်ပြတ်သွားနိုင်ချစ်ချင်းချင်းမုန်းချင်းကိုကြိုက်ချင်းကြိုက်မကြိုက်ချင်းလက်ရှိရှမ်းမြောက်တခွင်တော်လိုင်းကြီးရဲ့ဝင်ကြီးကတော့တရုတ်ရဲ့အာချင်နာတိုင်းပဲရှိတယ် ဒါကိုကျွန်တော်တို့တော်လိုင်းကြီးရဲဘော်တွေဥဆောင်ပုဂ္ဂိုလ်တွေကမဟာဗျူဟာနီးဗျူဟာစစ်တပ်ရဲ့အရှိုက်ကနန်းမျက်စိမဟာဗျူဟာအင်းအားအနည်းဆုံးနေရအမားရှောက်အပြုတ်တိုက်အဆရှိတဲ့နီလန်းနီးစနစ်ပေါင်းစုံနဲ့ရွေးကောက်ဝဲကိုရှန့်ချိုးဖက်စစ်တဲ့အရှိုက်ကိုထိုးပြီး လူနဲ့ဆက်ဆံရေးကိုရင်းနေငါတသားတည်းလုံနိုင်လေလက်ရှိအခြေအနေအကုန်လုံးပြောင်းပြန်ထလန်နိုင်လေကောင်းသောဒီဇင်ဘာကိုရရှိပါ